မင်္ဂလာပါရှင်မန္တလေးခေတ်သစ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံး ်မြန်မာနိုင်ငံတွင်ပြစ်ခတ်တိုက်ခိုက်မှုများရပ်တန့်ရန်ပုတ်ရဟန်းမင်းကြီးလီယို SIV ကပန်ကြားလိုက်ပြီးဆွေးနွေးပွဲများပေါ်ပေါက်စေရန်ဆုတောင်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံတွင်ပြစ်ခတ်တိုက်ခိုက်မှုများရပ်တန့်ရန်ပုတ်ရဟန်းမင်းကြီးလီယိုကပန်ကြားလိုက်ပြီးဆွေးနွေးပွဲများပေါ်ပေါက်စေရန်ဆုတောင်းမှာကြောင်းပုတ်ရဟန်းမင်းကြီးကမိန့်ကြားပါရယ်။အော်တိုဘာလ19ရက်နေ့မှာပြုလုပ်တဲ့သူတော်စင်တစ်9ပါးကိုထုတ်ပြန်ကြညာသည့်ဝေပြုဆုတောင်းပွဲမှာပုတ်ရဟန်းမင်းကြီးကအထက်ပါတိုင်မိန့်ကြားခဲ့ခြင်းဖြစ်ပြီးမြန်မာစစ်တပ်နဲ့တော်လှန်ရေးတပ်များကြား တိုက်ပွဲများရပ်တန့်ရန်ပန်ကြားပါကြောင်း2021ခုနှစ်ကလေးကစတင်ဖြစ်ပွားနေသည့်ပြည်တွင်းစစ်ပွဲများအမြင့်ဆုံးရပ်ဆိုင်ရန်တောင်းဆိုလိုက်ကြောင်းဘုရဟံမင်းကြီးကမိန့်ကြားပါသည်။ မြန်မာပြည်မှာဖြစ်နေတဲ့တရင်တွေကအင်မတန်စိတ်နှလုံးထိခိုက်ရပါတယ်။အကြမ်းဖက်မှုတွေနဲ့လုံခြုံမှုမရှိဘဲအခက်ခဲများစွာကြုံတွေ့နေရတဲ့သူတွေရဲ့စိတ်ဝိညာဉ်နဲ့တထက်ထဲခံစားရပါတယ်ဟုပုံရဟန်းမင်းကြီးကဆိုပါတယ်။မြန်မာနိုင်ငံတွင်ချက်ချင်းအပြစ်ခံရစေရေလှုံ့ဆော်ကြပြီးစစ်လက်နက်မပါသောဆွေးနွေးပွဲများပေါ်ပေါက်လာစေရေဆုတောင်းနေကြောင်းသူကဆက်ပြောပါတယ်။ဖျားသခင်ကကောင်းဆောင်အားလုံးကိုတရားမျှတပြီးရေရှည်တည်တဲ့နဲ့ငြိမ်းချမ်းရေးကိုပေါ်ဆောင်နိုင်မယ့်ဉာဏ်ပညာနဲ့ဇွဲလုံးလောက်ကိုပေးသနာပါစေဟုဟန်းမင်းကြီး New York SIB ကမိတ်ဆွေကြောင့်သိရှိရပါတယ်။အိန္ဒိယမှာဆေးရုံစုနဲ့ရွေးကောက်ပွဲကိုမြို့သို့သဘောထားနေတဲ့နည်းဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယသည်မြန်မာနဲ့နယ်နိမိတ်အဖြစ်ကီလိုမီတာ1600ထိဆက်နေတော့လေရခိုင်ဘက်တွင်မြန်မာနဲ့ပတ်သက်၍အိန္ဒိယတွင်လူတိုင်းစိတ်ဝင်စားလာနေသည့်ကကိုကိုကျွန်းအရှင်နဲ့အီလိုမတ်စ် Starlink သည်နိုင်ငံတွင်းရှိ online ငွေလိမ်ကိန်းများကိုပံ့ပိုးပေးနေတယ်လို့ဖြစ်လာ၍ American Outlook တို့မှစုံစမ်းစစ်ဆေးနေပြီဆိုသောသတင်းများပင်ဖြစ်ပါရယ်။ ထို့သောထိုအထက်မှာတော့ဘာသာရေးပွဲတော်အားပါရဂလိုက်တာဖြင့်တိုက်ခိုက်ခဲ့၍လူပေါင်း24ဦးထိသေဆုံးသွားသည်ဆိုသည်ကသတင်းဌာနလောက်သာပါရှိလာခဲ့ပါသည် ဤဒီကိုကြည့်မည်ဆိုကလေးနှစ်ကျော်ကြာလာခဲ့ပြီဖြစ်သောမြမပြည်တွင်းစစ်သည်ယူကရိန်းဂါဇာတို့လောက်စိတ်ဝင်စားခြင်းမခံရဟုပြော၍ရှာပေသည်ယူကရိန်းနှင့်အရှိလေပိုင်းရေတီရုပ်ချင်းဆိုသလိုကမ္ဘာစစ်ကြီးတွင်ပြောင်းလဲသွားနိုင်သည်ဟုယူဆထားကြ၍လည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်မြမပြည်တွင်းစစ်ကတော့အတ္တမနှင့်ဓမ္မတို့ကြားတွန်းထိုးရုန်းကန်နေသောအပြိုင်မှုဖြစ်၍ယခုကကမ္ဘာနိုင်ငံ၏ဇက်ခွန်တွင်မြေသူများအရေးထားပေါ် မရှိသလောက်ဖြစ်နေသည့်ကိုကျင်တရားနှင့်ဆိုင်နေရင်လည်းဖြစ်ပါရယ်စေအုပ်စုသည်မြေမြပင်ရှုံးများနှင့်ရင်ဆိုင်နေရတော့လဲ၎င်းတို့အဖွဲ့အစည်းကိုမူစစ်လက်စွာထိန်းထားနိုင်သည်ဟုအိန္ဒိယရှိလေလာသူများကလက်ခံထားကြပါရယ် စေယုစုစီစဉ်ထားသောရွေးကောက်ပွဲသည်တိုင်းပြည်နယ်လူထုအတွက်တစုံတရာအကျိုးရှိလာဖို့မဟုတ်ဘဲကိုကျိုးစည်းဝါးအတွက်စီစဉ်ဥစ္စာရှာဖွေပြီးတက်တောင်းတက်တာနေသွားနိုင်ဖို့ကြံ့ရွယ်မှုမျိုးသာဖြစ်ဒီကိုအားလုံးလဲတည်ထားပြီးဖြစ်ပါရယ်မြို့နယ်ပေါင်း၁၀၂မြို့နယ်တွင်သာပြုလုပ်မည်လဲဖြစ်ပါရယ်ထိုရွေးကောက်ပွဲဟာ Kings Party ဖြစ်သောကျန်းဖို့ပါတီအပြတ်သက်အောင်ပွဲခံရန်အသေးစားတွက်ချက်စီစဉ်ထားပြီးဖြစ်ပါရယ်ဒို့မှသာလူပေါင်း၆၀၀၀ကျော်တည်ဆုံခဲ့သည့်အာနာသိမ့်မှုကိုဖန်တီးခဲ့သည့်မင်းအောင်လှိုင်ဖို့တာဝန်ခံစရာမလိုပဲအေးချမ်းစွာ နာယူထွက်ခွာသွားနိုင်ပြီဖြစ်သည်ဟုယူဆထားကြပါသည်။၎င်းထက်ဘိုတင်နယ်အပတ်စဉ်16ခုခန့်ကွာတဲ့ဒုဗိုလ်ချုပ်ကြီးကျော်စွာလင်းအားကာချုပ်ဖြစ်ရထားသည်ဟုဆိုပါသည်။ကျော်စွန်လင်းသည်တိုက်ခိုက်ရေးတွေ့ကြုံမရှိတော့လေကာကွယ်ဦးစီးချုပ်ရုံတွင်အုပ်ချုပ်ရေးတာဝန်ကိုယူထားသူဖြစ်ပါသည် ဒုက္ကာချုပ်ရာတို့အတွက်အလားအလာရှိသူတို့ကအထူးစစ်စင်ရေးတာဝန်ယူထားသောကိုကိုဦးနှင့်လက်ရှိစီရေးချုပ်တန်ထိုက်တို့ဖြစ်ပါれ၎င်းတို့နှုတ်စလုံးသည်စကိုင်းဒေတာကြီးတွင်ရက်ဆက်ရုံမှစွာပြုချင်နေမှုများအတွက်နိုင်ငံတကာ၏စောင့်ကြည့်ကန်တာရသူများဖြစ်ပါれအနေငယ်များသာကြံတော်တဲ့တက်သည့်ပညာရှင်များဘက်ကအစိုးရတဲ့နဲ့ပူးပေါင်းလာမည်လားဆိုသည်ကိုမသေးကွယ်သေးပေတိုင်းသားလက်နက်ကိုင်အဖွဲ့အများစုကမူရွေးကောက်ပွဲရလက်ကိုအတိမတ်မပြုဟုပြောဆိုထားပြီးဖြစ်ပါれထို့အထက်တွင်ရခိုင်ပြည်နယ်80ရာခိုင်နှုန်းကို င်းချုပ်ထားသည့်အရခတက်တော်ကချင်ချင်းတအန်းတို့ကထိတ်ဆုံးမှပါဝင်နေပါရယ်စစ်တပ်နှင့်မဟာမိတ်ပြုထားသောကရင်လက်နက်ကိုင်အဖွဲ့၃ဖွဲ့ကမှလုံခြုံရေးပေးမည်ဟုဆိုပါရယ်လက်ရှိတွင်အိန္ဒိယအစိုးရကရွေးကောက်ပွဲဖြင့်ပြည်ပခါကိုဖြည့်ရှင်းနိုင်မည်တစုံတရာထွက်ပေါ်လာလိမ့်မည်ဟုမျှော်လင့်နေကြပါရယ်အိန္ဒိယပိုင်အက်ဒမန်ကျွန်းနှင့်55ကီလိုမီတာဝေးတဲ့ကိုကိုကျော်မှတရုတ်ချက်တိုက်လေယာဉ်များဆင်းခွင့်ပေးတော့မည်ဆိုသောသတင်းများလည်းထွက်ပေါ်နေပါရယ်ထို့ပြင်အရှေ့မြောက်ဒေသရှိဗဟုအစိုးရအားတိုက်ခိုက်နေသော အာတန် UFL နဲ့နောက်ကအဖွဲ့များအတွက်လည်းစိုးရိမ်စရာဖြစ်နေပါတယ်။တပတ်မှလည်းအိန္ဒိယသည်ကချင်ပြည်နယ်တွင်ရှိရှားပါမြေသားတပ်ထုများကို စိတ်ဝင်စားနေပါတယ်။အိန္ဒိယအစိုးရကမြန်မာနဲ့ပတ်သက်လျင်၎င်းတို့လုံခြုံရေးကိုသာအာရုံထားနေပါတယ်။ရွေးကောက်ပွဲကလည်းမြေမြပင်တပတ်ဆောင်နေဖြစ်နေစေကမူဥမင်လိုင်ကောင်းအစုံတွင်ခဝါဝါမြင်နေရတဲ့အလင်းရောင်လေးဟုထင်မှတ်နေစေဖြစ်ပါတယ်။ DVB မှာပြင်ပဆောင်ပါရှင် ပြပဆောင်ပါရှင်တို့ကအိန္ဒိယဒီစေအုပ်စုနဲ့လူမြင်ကွင်းတွင်ပလူပလဲလုံနေတော်လဲတပတ်တွင်မြေရှားတထုကိုအကြောင်းပြု၍ကချင်လွတ်လပ်ရေးတပ်တော်နှင့်မှောင်ရိပ်ကိုဆက်ဆံလာပါသည်ထို့သောရေတို့ကိုသာကြည့်၍မိစားတစ်ဖက်ရေမုတ်တစ်ဖက်လှုပ်လာသည့်အတွက်နှစ်ဖက်စလုံး၏အယုံကြည်မဲ့ခြင်းခံနေရပြီးပြည်တွင်းစစ်ကိုရေရှည်အောင်လုပ်နေသလိုဖြစ်နေသည်ဟုသုံးသပ်ထားပါသည်ထို့သောအိန္ဒိယ၏နှစ်ဖက်နှင့်သောအကသည်ထိမ့်သိမ့်ရန်အလွန်ခက်ခဲပြီးအကျိုးဆက်နေဖြင့်ကြီးမားသောအန္တရာယ်များရှိနေပါသည် အိန္ဒိယနိုင်ငံ၏စစ်ကောင်စီနှင့်ဆက်ဆံရေးတိုးမြင့်လာမှုများသည့်ရက်ဆက်ကြမ်းကြုတ်ပြီးတရားမဝင်သောအုပ်ချုပ်ရေးစနစ်ကိုလက်ခံအတိမဲ့ပြုရာရောက်ပြီးထိုလုပ်ရက်သည့်အိန္ဒိယက၎င်း၏အကျိုးစီးပွားအတွက်ဒီမိုကရေစီစံနှုန်းများကိုလစ်လို့ရှုကြောင်းဖော်ပြနေသဖြင့်နိုင်ငံတကာအတွင်း၎င်း၏ဂုဏ်သိက္ခာနှင့်ဩဇာအာဏာကိုထိခိုက်စေသည်ဟုဆိုလိုပါသည်။အိန္ဒိယအဖို့ကမြေရှားတပ်ထုဈေးကွက်အားတရုတ်တို့ထင်သလိုချဲလဲနေမှုကြောင့်နေမထိထိုင်မသာဖြစ်လာက KIA နှင့်မဖြစ်မနေတိုက်ခေါက်ဆက်ဆံလာခြင်းလည်းဖြစ်ပါသည်။အိန္ဒိယလုံရက်သည့် ခေတ်သစ်ကိုလိုနီဝါဒကိုကိုးစားပြုနေခြင်းဖြစ်ပါရရင်သည်နိုင်ငံအားစီးရေးရသိမ့်ပိုက်ဆရာမလို့ပဲ၎င်းမှာစီးပွားရေးနဲ့မဟာပြူဟာမြောက်အကျိုးစီးပွားအတွက်အမျက်ထုတ်ကြခြင်းဖြစ်ပြီးအမျက်ထုတ်ခံရသည့်နိုင်ငံ၏ပြည်သူလူထုခံစားနေရမှုများကိုလုံးဝဂရုမစိုက်ခြင်းပဲဖြစ်ပါရအိန္ဒိယ၏ခြေတုံချတုံဖြစ်နေသောမူဝါဒသည်တန်တမန်ရေးရာကျွမ်းကျင်မှု၏လက္ခဏာမဟုတ်ပဲကိုကျိုးချီမူဝါဒသည်နိုင်ငံတွင်ရှေ့လျှောက်မတည်ငြိမ်မှုများပို၍ပြင်းထန်လာနေခြင်းတွင်ပြိုလဲပြက်စီးသွားမည်ဖြစ်သည်ဟုရေးသားထားပါရတရုတ် ့သည့်ကွန်မြူနစ်အာဏာရှင်နိုင်ငံဖြစ်၍အလုံးအမြင်တွင်မထူးခြားလာတော့လဲမြေတို့ပင်ဖြစ်စေဒီမိုကရေစီဘိုးအီကြီးဟုသတ်မှတ်ထားကြသောအိန္ဒိယ၏မူဝါဒသည်မြေများအထိတိုက်ခါကြဆင်းနေသည်ကိုလည်းထည့်သွင်းမစင်စားနိုင်အောင်ဖြစ်နေပါသည်။၎င်းတို့အဖို့ကရေကောက်ပဲပြီးနောက်အချိန်နှီးကောင်းလာပါကဘေးရောက်သွားမည်ကိုစိုးရိမ်နေကြပါသည်။အာဆီယံသည်လည်းထို့သို့ချီတုံချတုံဖြစ်နေရှာပါသည်။လက်ရှိတိုင်းပြည်နာကဲ့သို့မင်းအောင်လှိုင်၏စိတ်ကူးစိတ်တန်အကြံဉာဏ်များပေါ်တွင်မူတည်နေ၍ထို့ပုဂ္ဂိုလ်ဘာရီကျန်စီနေသည်ကိုရှင်းလင်းစွာသိနိုင် ဖို့သုံးသပ်နိုင်ဖို့သာအရေးကြီးပါတယ်ပြည်သူတို့၏တရားတော်စစ်မုတ်ချအောင်ရမည် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းအကြောင်းကတော့စစ်တပ်ကခြေလှယ်မဲ့ရွေးကောက်ပွဲကိုစတင်ဖို့ ASEAN နဲ့နိုင်ငံတကာကို HRW တိုက်တွန်းတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အရှိတောင်အရှာနိုင်ငံများစီယုံ ASEAN နဲ့နိုင်ငံတကာအတိုင်းဝန်းနေနဲ့အာဏာသိမ်းစစ်တပ်ကတပတ်သက်ခြေလှယ်ကျင်းပမယ့်ရွေးကောက်ပွဲကိုအတီလင်းစတင်ပေးဖို့လူခွင့်ရေးစောင့်ကြည့်ပွဲ HRW ကတိုက်တွန်းတောင်းဆိုပါတယ်။စစ်ကောင်စီကအပိုင်းလိုက်ကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲတွေကိုဒီဇင်ဘာလကုန်ပိုင်းမှာစတင်မယ်လို့ကြေညာထားပါတယ်။ဒါပေမဲ့နိုင်ငံတကာဒီမိုကရေစီရဲ့ င်အားစုတွေကတော့အတိုက်ခံအင်အားစုတွေကိုဖမ်းဆီးချုပ်နှောင်ထားပြီးတပတ်သက်ကျင်းပမဲ့အဲ့ဒီရွေးကောက်ပွဲဟာစစ်မှန်မှုမရှိနိုင်ကြောင်းဝေဖန်ထားပါတယ်။ HRW ကတော့အခုလတွေမှာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပမဲ့ ASEAN ထိပ်သီးညီလာခံနဲ့အာရှရှိထိပ်သီးညီလာခံအတွင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲတွေတွင်နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိအလင်းဆန့်ကျင်ရည်တည်ပြဖို့ပြီးခဲ့တဲ့သတင်းပတ်ကောင်မှတိုက်တွန်းခဲ့တာပါ အာဆီယံမိဖက်တွေနဲ့အရှိအာရှထိပ်သီးနီလာခံတက်ရောက်မဲ့နိုင်ငံတွေစီလိမ့်မှုတဲ့အိတ်ဖွင့်ပိစာမှာတော့ HRW ကစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအတိမတ်မပြုကြဖို့စစ်ဘုတ်ချုပ်တွေကိုတန်တမန်ရေးရပို့မှုအဆက်အသွယ်ဖြတ်တောက်ထားကြဖို့တောင်းဆိုထားပါတယ် မြန်မာစစ်တပ်ရဲ့ကြမ်းတမ်းရဆက်တဲ့လုပ်ရက်တွေဟာဒုတိယကမ္ဘာစစ်နောက်ပိုင်းအာရှတိုက်ရဲ့အကြီးမားဆုံးလူသားချင်းစာနာမှုအကူအညီလိုအပ်ချက်တွေအစွန်းလိုက်ရွှေ့ပြောင်းရမှုတွေကိုဖြစ်ပေါ်စေခဲ့တယ်လို့ HRW ကဆိုပါတယ်။လူပေါင်း3.5တန်လောက်နေရဆွန့်ခွာထွက်ပြေးစေခဲ့ပြီးတန်းနဲ့ချီတဲ့ပြည်သူတွေကိုဆိုးရွားတဲ့စာလောင်မှုအငက်ပေးမျိုးကျုံစေခဲ့တဲ့မြန်မာစစ်တပ်ကအဲ့ဒီရွှေ့ကောက်ပွဲကိုကြီးမှုမှာဖြစ်တာကြောင့်နိုင်ငံတကာအတိုက်အဝန်းတွေနဲ့ယုံကြည်အတိမဲ့ပြူတာမျိုးလုံးဝမဖြစ်သင့်ကြောင်း HRW ကထောက်ပြပါတယ်။ ပြည်သူတွေပေါ်တစ်ဖက်သက်ဖိအားပေးပြီးတရားမဝင်နိလန်နဲ့နိုင်ငံအာဏာကိုချုပ်ကန်ထားတဲ့အစုအဖွဲ့တစ်ခုကကျင်းပမယ်ရွေးကောက်ပွဲရဲ့တရားဝင်မှုကိုအာဆီယံခေါင်းဆောင်တွေကခြွင်းချက်မရှိပေချငင်းဆန်ဖို့လိုကြောင်းလဲ HRW ကတိုက်တွန်းထားကြောင်းသိရှိရပါတယ်။ ပြီးတော့ဇူလိုင်30ရက်ကရွေးကောက်ပွဲကိုကောင်းကွယ်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ထုတ်ပြန်တဲ့ဥပဒေထဲမှာရွေးကောက်ပွဲကိုနှောက်ယှက်သူဖျက်ဆီးသူဝေဖန်သူတွေကိုတည်တံ့ထိပြင်းထန်တဲ့စီရင်ချက်တွေချမှတ်နိုင်ကြောင်းမမျှမတသတ်မှတ်ထားတာကိုလည်း HRW ကမိမောင်းထုတ်ပြခဲ့ပါတယ်။ HRW ဟာမကြသေးခင်ကမြန်မာဒုက္ခသည်တွေကိုပြည်တွင်းမှာအခြေချပြီးအလုလုခွင့်ပေးခဲ့တဲ့ထိုင်းဆိုရရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့လည်းကြီးကျူးသွားခဲ့ကြောင်းသိရှိရပါတယ်။